တကယ်တည်းကဖျားနဲ့တိကျရပြီးတော့ဖျားနဲ့ဝေးသွားတဲ့တက်တာက10နှစ်10နှစ်လောက်တော့ကြာခဲ့ပါလေဖျားเจ้าတော့မရောက်တော့ပါဘူးအရာတွေလည်းတော့မတွေ့ရတော့တဲ့အချိန်တည်းမူရစည်းနဲ့ရမတူတဲ့နုံနေခဲ့ပါလေဒါပေမဲ့ပြည့်တဲ့ရုံးထွက်လိုက်တယ်ဆိုပြီးတော့အချိန်ချင်းကြိုးစားပါတယ်ပြည့်တဲ့အမတယောက်ကပြောပါတယ်သူကမိသားစုရယ်ပြောပါတယ် ဘုရားခင်လုပ်ပေးမှရမှာဘုရားခင်ဆူတောင်းတာဘုရားငါ့မှာတက်နိုင်တယ်ငါ့မှာဖြတ်နိုင်တယ်ဘာလို့ငါချိန်တယ်လဲမဟုတ်ဘူးဒါပေမဲ့အဲ့လိုငါချိန်တာမဟုတ်ဘူးဆိုရင်ဆယ်နှစ်လောက်ရှိမှာလေအဲ့ဒါတော့ဘယ်မှဖြတ်နိုင်ဘူးသူကကိုယ်တိုင်တွေ့ဘယ်တော့မှမပြောတော့ဆုံးချတော့ဘယ်လောက်ထိတော့ဖြစ်သွားလဲဆိုတော့ဒီကလောကီမှာတက်ရှင်အဓိပ္ပာယ်လည်းမရှိတော့ဘူးနောက်နေ့လိုလာရင်ဘိုးလေးကျွန်တော်ငိုချင်တယ်ဘာမှမလုပ်ချင်တော့ဘယ်သူနဲ့မှလည်းမတွေ့ချင်တော့ဘူး နောက်တစ်ခါဘာနဲ့မှအစားထိုးလို့လေဒီဆေးကိုဒီအရက်တွေနဲ့တော့မပြတ်နိုင်ဘူးပျော်ရင်ဒါပဲလုံးရမယ်ဆိုရင်အတိဒါလို့ပျော်ရင်လို့ပဲထင်တယ်။ဒါပေမဲ့ဒါလို့ရင်လည်းမပျော်တော့ဘူးနောက်ပိုင်းမှာငိုချင်လာတယ်။နောက်ပိုင်းမှာဖြစ်သွားလဲဆိုတော့ဘုရားခင်တမီးကိုကိုရှင်တနာပါယေရှုနာမနဲ့ဆုတောင်းရရမယ်ဆိုတော့ပြေကအဲ့တခုတော့လုံးဝတည်ထားတယ်။အဲ့ဒါကဘာဆုတောင်းရမယ်ဆိုတော့ဘုရားခင်တမီးအသက်ရှင်ခြင်းတော့ပါဘုရား။ ။တပည့်တတောင်တတောင်နဲ့တေရတော်အခွင့်ကိုကိုရရှင်ပေးပါဆိုဆိုတောင်းလိုက်ပါလေ။တပည့်ဘာလုပ်မှလည်းမလုပ်ချင်တော့ဘူး။တပည့်ယောက်ျားလည်းယူချင်တော့ဘာစားထိုးတာမှလည်းမလုပ်ချင်တော့ဘူး။ဖျားတဲ့တပည့်တနာဟဲ့တပည့်တေရတော်အခွင့်ပေးပါယေရှုနာမနဲ့ဆုတောင်းပါပြီဆိုပြီးတော့နှစ်ချိန်တိတိတပည့်ဆုတောင်းခဲ့ပါလေ။ယေရှုတော်ကြောင့်ပဲသုံးလအတွင်းမှာဖျားတဲ့ဟာကိုနဲ့မဆိုင်တော့တယ်လို့မျိုးလာပါတော့နီလန်းများနဲ့ပြောပြဒီဘဝထဲကိုဆွဲထုတ်လိုက်ပါမယ်။ကျမ်းကချေစီရောရချင်းမှတ်ပါမယ်။အာမင်

တကယ်ကိုစေးလို့တဲ့အတွက်ကြောင့်စိတ်မကောင်းကြဘူးသူကတော့ကြားစတာပေးကြတယ်ဆူထောင်းပေးတာတို့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 နဲ့တကယ်ကြားမှကြားလို့စိတ်မကောင်းဖြစ်တော့မှကြားလို့သူတို့ဟိုရှောင်းပုံးလိုက်ဒီရှောင်းပုံးလိုက်ပြန်ဝင်လာလို့ဆိုအဲ့လိုမျိုးဒီသားစုတွေကြားမှအဲ့လိုဖြစ်ခဲ့အခုချိန်မှကြားတော့ပြန်ပြန်လာလို့ဆိုရင်တကယ်ဘုရားကြောင့်တသက်ကံပဲတကယ်ဆူထောင်းခံမှကြားလို့အကုန်လုံးထွက်ပြေးကြတယ်အဲ့လိုမျိုးများတယ်အကုန်လုံးချိန်ပိုက်ပါမယ်နောက်တစ်ခါတကယ်အခုဆိုရင်ဘုရားကလည်းအရန်ကြီးကပြော နေရတဲ့အသက်တာမှာပဲပြောရဲစေလုံးမှာပြောတာမဟုတ်တော့ဘုရားသခင်အကြောင်းပြောရင်ချိန်တိုင်းပြောနေတာဖြစ်ပါတယ်။မပြောတော့ဘူးသူအကြောင်းမစဉ်းစားတော့ဘူးဆိုတော့ဒီသက်တာမှာခန်းချောက်လာပါတယ်။အဲ့လိုအသက်တာကိုချင်းချင်းပြောင်းလဲပေးနိုင်တာသခင်ယေရှုပဲဖြစ်ပါတယ်။ဘုရားသခင်ဘိုးကြောင့်သက်တာဖြစ်ပါတယ်။ဒါကဒီလိုစင်ပေါ်ဒီလိုတက်လာနိုင်တယ်ဒီလိုသကားတွေပြောနိုင်တယ်ဒီလိုကုန်းတော်တွေချီးမွမ်းနိုင်တယ်လေဘုရားသခင်တကူကြောင့်ဖြစ်ပါတယ်။သူလုပ်ပေးလို့ဖြစ်ပါတယ်။အရင်ကအဲ့လိုဆိုတော့ဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာနောက်ပိုင်းဘယ်လိုဖြစ်လာလဲဆိုတော့ လူတွေကြားထဲမှာတော့ပဲစကားပြောတာပုံပုံကိုယုံကြည်ချက်လည်းမရှိတော့ဘူးတချင်းလည်းမဆိုရဲတော့ဘူးအပြော်ရမ်းခေတာလေးနဲ့တကယ်ချင်းနေစုပြီးတော့တချင်းဆိုရင်တော့မဆိုရဲတော့တဲ့အချိန်ကြီးဖြစ်လာတယ်ကြောက်တယ်ကြောက်ချင်းကလည်းရမ်းပြနေတယ်အခုချိန်မှာစင်မော်ဘုရားသခင်ပြန်တင်တဲ့အတွက်ကြောင့်ဒီဘုရားသခင်ရဲ့အစကလည်းဒီပြန်ဆောက်တယ်အဲ့တော့ဘုရားရဲ့ခြေစွာကြောင့်ဒီစင်မော်မှာကြီးမားနိုင်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခုလိုသက်သေကံမရတဲ့အတွက်ဘုရားသခင်ကိုလည်းကျေးဇူးတင်ပါတယ်အားလုံးတို့ချီးမွမ်းပါ nhất chiếc chiếc tàu จะต้องจบกันไหนดีสิคะ cão de pibazinho?